င်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အောက်တိုဘာလ၈ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်စကိုင်းတိုင်းမုံရွာနဲ့ချောင်းဦးမြို့နယ်အဆက်ကညောင်ပင်သာကျေးရွာအုပ်စုဘုံတို့ရွာမှာပြုလုပ်နေတဲ့သတင်းကျွမ်းလာပညာစီမီထွန်တပိတ်ကိုစစ်တပ်က ပါရာမော်တာနဲ့ပုံကျဲလို့20ကျော်သေဆုံးက60ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ6ရက်နေ့သတင်းကြိုလာပညာမှာမိထွန်ပွဲတော်နဲ့ဆီယနာရှင် စန့်ကျင်ရေးစင်မီတပိတ်ပြုလုပ်နေချိန်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့7တလေထိပါရာမော်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တေဆုံးသူတွေအထဲမှာမုံရွာအမြင့်လန်းတပိတ်ဥဆောင်ကော်မတီကလူငယ်ကောင်းဆောင်တွေလည်းပါဝင်နေတယ်လို့ဒေသခံတွေနဲ့တပိတ်ကော်မတီတွေစီကနေသိရပါဗျ။ ဒဝဲရိုးရတပိတ်မျောပွဲကာလမှာလောင်းလုံဒေတာကန်လူငယ်၅ဦးကိုစစ်တပ်ကစစ်မှုရန်တသားသည့်စူဆောင်းမှုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလ၄ရက်နေ့မနက်ပိုင်းကဒဝဲမြို့အဝင်ကကမြော်ကင်းတရားမှာလောင်းလုံဒေတာကန်လူငယ်၅ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရတဲ့သူတွေဟာဒဝဲမြို့မှာအလုပ်လုပ်ဖို့တွားရောက်ချိန်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးအဲ့ဒီတဲကနှစ်ဦးသာပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ။ ရန်ကုန်တိုင်းတန်လင်းမြို့နယ်၆လမ်းသွာကားလမ်းမပေါ်မှာအခုလ၆ရက်နေ့ညနေပိုင်းကအငှားရင်မောင်းတယောက်ကိုတတ်ပြီးကားကိုလူရက်သွားတယ်လို့သိရပါဗျ။အသက်ခံရသူဟာအငှားရင်မောင်းအသက်65နှစ်အရွယ်ဦးစံသိန်းဖြစ်ပြီးလူရက်သွားသူတွေဟာအလောင်းကိုတော့တန်လင်းမြို့၆လမ်းသွာကားလမ်းမတနေရာမှာဆွန့်ပစ်ထားခဲ့တယ်လို့ဆိုပါဗျ။လူယူတဲ့သူ၃ယောက်ကိုဖမ်းမိထားပြီးသူတို့ဟာကားကိုတစားစီဖြုတ်ပြီးရောင်းချသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။ အခုလ6ရက်နေ့မှာပဲရန်ကုန်မြို့လေကောင်ဗပဲတန်းမြို့နယ်အမှတ်17ရပ်ကွက်မှာရှိတဲ့ Beauty Land Hotel မှာအမျိုးသမီးတယောက်ကိုအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ခံခဲ့ရပါတယ်။တနင်္သာရီမြို့နယ်ကန်တိုရွာဟောင်းမှာစစ်တပ်ကဖမ်းဆီးထားတဲ့ဒေသခံ30နီးပါးတဲ့က20ကျော်လွတ်မြောက်လာတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အခုလ3ရက်နေ့မနက်ပိုင်းကစစ်သားတွေကန်တိုရွာဟောင်းဘက်ကိုစစ်ကြောင်းထိုးလာချိန်နှိမ့်နေလာတဲ့ဒေသခံ28ဦးကိုဖမ်းဆီးခဲ့ပြီး 6ရက်နေ့မှာတော့အဲ့ဒီတဲက22ဦးပြန်လည်လွတ်မြောက်လာတယ်လို့ဆိုပါတယ်။ဖမ်းဆီးထားတဲ့ထဲက9ဦးကိုတော့စစ်သားတွေကဆက်လက်ဖမ်းဆီးထားပြီးတော့ပြန်မလွတ်သေးဘူးလို့သိရပါတယ်။ဘိတ်မြို့နယ်တုံပြိုကြီးကြေးရွာကစီအုပ်စုဂိတ်စခန်းကိုတော်လန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့လို့စီအုပ်စုဘက်ကတုံးဦးသေဆုံးခဲ့တယ်လို့ဘိတ်ပကဖကပြောပါရယ်။ပြီးခဲ့တဲ့လ29ရက်ကအင်အား30ဝန်းကျင်နဲ့တပ်ဆွဲထားတဲ့တုံပြိုကြီးဂိတ်စခန်းကိုတော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါရယ်။ ပကိုးတိုင်းတိုက်ဦးထောင်အမျိုးသမီးဆောင်မဦးစီးရာရှိကနိုင်ငံရေးအကျဉ်းသူတွေကိုအကြောင်းမဲ့တိုက်ပိတ်ညှဉ်းပန်းနှိပ်စက်နေတယ်လို့သိရပါတယ်။တိုက်ဦးအကျဉ်းထောင်ကဦးစီးရာရှိဇင်းမကြည်အောင်ဟာနိုင်ငံရေးအကျဉ်းသူများကိုအကြောင်းမဲ့တိုက်ပိတ်တာ ထောင်ဝင်စာပါဆယ်ဖြတ်တောက်ပိတ်ပင်တာဈေးဘာတွေမှာအဆမတန်ဈေးတင်ရောင်းချတာနဲ့အကျဉ်းသူတွေရဲ့ရပိုင်ခွင့်တွေကိုတားဆီးပိတ်ပင်တာတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ိုက်ပိတ်ရမှာလဲမိမဆောင်တိုက်မှာမထားပဲယောက်ျားလေးတိုက်ဖြစ်တဲ့တိုက်အမှတ်၄၅၆တို့မှာထားတဲ့အတွက်တိုက်ပိတ်ခံရသူ အချင်းသူတွေမှာစိတ်လုံးကြုံမှုမရှိတာရေချိုးရမှာအဆင်မပြေဖြစ်တာတွေကြုံနေရတယ်လို့သိရပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရေမနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။